တောင်ကူအောက်ချိုင်းဆိုတာဘယ်နားမှလဲငါတို့မကြားဘူးလို့ပြောရင်ပြောလိမ့်မယ်ပေါ့နော်အရင်တော့သူတွေဆိုရင် အောက်ချိုင်းကိုတိတ်ပြီးတော့တီလောက်မှာမဟုတ်ဘူးဒါပေမဲ့အနည်းဆက်ဆုံးပြောရလို့ရှင်တော့အထက်ကလေးကျောင်းရဲ့အရှိတ်ဘက်မှာရှိတဲ့လမ်းဆိုရင်ညီမတို့ကအောက်ချိုင်းလို့ခေါ်ရဲပေါ့နော် ဘာလို့တော်တော်များများကမတိကြတာလဲဆိုတော့အောက်ချိုင်းဆိုတာကတကယ်ကိုတပင်းနေနဲ့ဘယ်အိမ်မှမရှိသေးတဲ့နေရာချောင်းကလောင်လို့တောင်ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့အခုအောက်ချိုင်းကကြတော့အဲ့လိုအရင်လိုမဟုတ်တော့ပါဘူးအခုဆိုလို့ရှိရင်လမ်းမှာအခုမြင်နေရတဲ့အတိုင်းပဲပေါ့နော်စပင်းရဆိုင်တွေလည်းရှိလာပြီးပြီးရင်မုတ်တိုက်တွေရောမုတ်ဖိုတွေရောအများကြီးပေါ့နော်ဒီလမ်းထဲမှာရှိလာပြီးပြီးတော့အိမ်ကြီးအိမ်ကောင်းတွေတော်တော်များတယ်ဒီလမ်းထဲမှာဆိုရင်လေပြောရရင်တော့ဝန်တန်းတွေလည်းများတဲ့လမ်းလို့ပြောလို့ရတယ်အဲစိတ် ညင်ရိုက်ွက်လို့လည်းပြောလို့ရတယ်ပေါ့နော်အားလုံးကခြံဝန်းကြဲကြဲလေးတွေနဲ့အိမ်ကောင်းကောင်းလေးတွေနဲ့နေကြတာများတယ်ပေါ့နော်ဒါဆိုအရင်တော့ကညီမတို့အဲမုတ်တိုက်လုပ်ခဲ့တဲ့နေရာပေါ့နော်အဲ့ဒီနေရာအဟောင်းလေးလည်းဒီမှာရှိတာဖြစ်ပါတယ်ဒီလိုမျိုးရှေ့ဆက်သွားမယ်ဆိုလို့ရှိရင်အဲမင်းချောင်းကျောင်းတိုက်လည်းရှိတယ်ပေါ့နော်မင်းချောင်းဖုန်ကြီးကျောင်းကိုလည်းမြင်ရမှာဖြစ်ပါတယ် တချံနဲ့တချံကလည်းတော်တော်ကိုကျယ်တယ်ပေါ့နော်အခုဆိုလို့ရှိရင်ညာဘက်ချမ်းချံချံဆိုလို့ရှိရင်လည်းတော်တော်ကိုအနေရအကျယ်ကြီးတွေပိုင်နေနေရလို့ပြောလို့ရတယ်ပေါ့နော်အ ਨੇ ဆုံးကတော့အော်ပေက80ကျော်တွေရှိကြတယ်ပေါ့နော် မျက်နှာစာရင်ကိုပဲ တချို့နေရာလေးတွေကလည်းတော်တော်ကိုပြန်ပြီးအဆောက်အဦလှလှလေးပြန်ဆောက်ထားတာရှိရေပေါ့နော်ပြီးလို့ရှိရင်ဒီမှာတံတားအတူလေးတစ်ခုရှိမယ်အဲ့တံတားအတူလေးရဲ့ဟိုဘက်အချမ်းဆိုလို့ရှိရင်လည်းအဲသူကရှမ်းစုဘက်လို့ပြောလို့ရတယ်ပေါ့နော်အောက်ချိုင်းပြီးလို့ရှိရင်ရှမ်းစုပေါ့နော်ဒီဟာဆိုလို့ရှိရင်လည်းခြံတွေကခြုံနေမဟုတ်ဘူးအဲ့ဒါအိမ်နေအိမ်ကခြံတွေကအရန်ကျဲတော့ခြံတစ်ခြံတစ်ခြံပေါ့နော်အကျဲကြီးတွေရှိကြတာပေါ့နော်အဲကိုဒီဘက်ကဘေးဘက်ခြံဆိုရင်ဒါညီမတို့ရဲ့ဒီမုတ်တိုက်အစ် ရောက်မဲ့လမ်းလေးပေါ့နော်ဆိုတော့ဒီဘက်ရှေ့ဆက်သွားရင်လည်းအိမ်ကြီးဆက်ပြီးရောရှိနေပါတယ်အခုဘယ်ဘက်ချမ်းဆိုလားအချုံမဟုတ်နော်အဲ့ဒါလေအိမ်ပဲအဲတို့ချမ်းစီရောမတက်သေးရဲ့အတွက်ကြောင့်မလို့ပေါ့နော်ဆိုတော့ချမ်းအကျဲကြီးတွေပဲပိုင်းနေနေရလို့လည်းပြောလို့ရပါတယ်နောက်ဆိုရင်တထေးရက်ွက်ဖြစ်မယ်လို့ညီမထင်တယ်ပေါ့နော်အဲပြီးတော့ဒီဘက်မှာဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ဘောရာဆောင်ပေါ့နော်ကြောင်းရဲ့ဘောရာဆောင်နေရှိတဲ့နေရာပါပြီးတော့ဟိုဘက်အချမ်းကိုဆက်သွားမယ်ဆိုလို့ရှိရင်အဲဘာလဲ ရှမ်းရွာတွေရှိရပေါ့နော်အဲရှမ်းစုကျေးရွာကိုဆက်သွားတယ်လမ်းလေးပါရှင်ဂျေဇူးတင်ပါတယ်အဆုံးထိကြည့်ပြီးလို့နောက်မှဆက်ရိုက်ပြမယ်